see the pain in me these oh my she need a hope they got to tell what i and these oh my see the pain in me အနည်းဆုံးမှာရှိနေအနည်းဆုံးမှာ see the pain ရှိနေ IELTS ဖြေဆိုလိုသူတွေအတွက်ဒီသင်တန်းကိုလစဉ်လတိုင်းပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီသင်တန်းဟာ IELTS ဖြေဆိုလိုသူတွေအတွက်ဘလောက်အထိအထောက်အကူဖြစ်စီလဲ။ ဒီသင်တန်းမှာ IELTS ရဲ့အမှတ်ပေးပုံစံ၊မေးခွန်းပုံစံတွေကို ပြောပြခဲ့ပြီးဖြေဆိုဖို့ပြင်ဆင်တဲ့အခါအစဉ်ပြေမဲ့နည်းလမ်းတွေကိုသင်ကြားပြသပေးခဲ့တာလည်းဖြစ်ပါတယ်။ IELTS ကိုဖြေဆိုဖို့ပြင်ဆင်တဲ့အခါအမှတ်ကောင်းရုံအတွက်သာမပြင်ဆင်ကြဘဲအင်္ဂလိပ်စာအမှန်တကယ်တိုးတက်အောင်ကြိုးစားကြဖို့ကို Robert တင်မင်းကတိုက်တွန်းခဲ့ပါတယ်။ဒီနိုင်ငံရခြားကိုသွားတဲ့အခါကျရင်အင်္ဂလိပ်စာကိုအစဉ်ပြေပြေသုံးနိုင်အောင်သုံးတတ်အောင်ဆိုပြီးတော့ကိုအင်္ဂလိပ်စာကိုတိုးတက်အောင်လုပ်ကြတာပေါ့နော်။ လို့တဲ့ခါကျတော့သူကဆံမွဲအတွက်လည်းပြင်ဆင်ပြီးသားဖြစ်တယ်လို့အင်္ဂလိပ်ဆောင်လည်းယုံကြည်ကြည်နဲ့ကိုပုံပြီးတုံးနိုင်တယ်အဲတော့ကျွန်တော်တို့အနေနဲ့ဟိုအကြောင်းသားတွေကိုဒီအင်္ဂလိပ်ဆောင်အမြဲတမ်းပေါ့ဆံမွဲဖြီးဖို့ဆံမွဲအောင်ရုံသက်သက်သုံးပြုပုံဒီလေ့ကျင့်တာမျိုးမဟုတ်ခင်နဲ့အမြဲတမ်းတောင်ကိုတစ်သက်လုံးဒီကောင်းကောင်းမွန်မွန်နဲ့ဒီကျွန်းကျွန်းကျင်ကျင်နဲ့ဒီဘာသာဒီနိုင်ငံခြားဘာသာတစ်ခုအနေနဲ့သုံးသပ်အောင် ီအမြဲတမ်းသွေးပေးဖို့ပိုပြီးလေ့ကျင့်ပေးဖို့ကျွန်တော်တိုက်တွန်းလုပ်ရပါတယ်။လစဉ်လာတိုင်းပြုလုပ်တဲ့ဒီသင်တန်းဟာအခုဆိုရင်၃ချိန်မြောက်ရှိသွားပြီဖြစ်ပါတယ်။ဒီသင်တန်းကို တက်ကျင်သူတွေအနေနဲ့ online ကနေစာရင်းပေးသွင်းလို့ရသလိုအထောက်မဲ့သင်တန်းဖြစ်တာကြောင့်မိသူမဆိုတက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။ဒီသင်တန်းဟာ IELTS ဖြည့်ဆို့လို့သူတွေအတွက်အထောက်အကူပြုစေမယ်လို့ယုံကြည်တာကြောင့်ဖြည့်ဆို့မဲ့သူတွေကိုတက်ရောက်စေချင်တယ်လို့ဆိုလာသူကခင်ဖြူစင်ဝင်းမှာ ဒီပွဲရဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော်အဲ IELTS ဖြေဆိုမဲ့သူတွေအများကြီးအထောက်အကူပြုမယ်လို့ယုံကြည်ပါတယ်။အဖြစ်လဲဆိုတော့ဒီဟာကဆိုရင်ဒါကြောင့်မလို့ပေါ့နော်ဒီဒီပွဲလေးတွေကိုလာတိုင်းပေါ့နော်ဖြေဆိုဖို့ယူရထားဆိုလို့ရှိရင်ဒီ online မှာ register ပြင်သွင်းပြီးတော့ဒီတက်ရဖို့အတွက်ဒီမှာတော့ဖိတ်ကြားချင်ပါရှင်။